မင်္ဂလာပါကိုလင်းနေရှင်ဟုတ်ကုလိုမျိုးခက်တဲ့မီဒီယာနဲ့အင်တာဗျူးလက်ခံပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ဟုတ်ကဲ့ပထမဆုံးမေးချင်တဲ့မိဘကတော့အကိုဒီနေ့ပေါ့နော်ဒီမေရီလန်မှာရှိတဲ့လူငယ်တွေနဲ့အမေရိကန်နိုင်ငံပေါ့နော် မေရီလန်ပြည်နယ်မှာရှိတဲ့လူငယ်တွေနဲ့ကိုတွေ့ဆုံခဲ့တာသိရပါတယ်ရှင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အခုပြောပြပေးပါဦးရှင်ဟုတ်အတ္တိဟာကကျွန်တော်ဒီရောင်နေရှိုးပွဲတွေတွားတယ်ပေါ့နော်တွားတဲ့ဟာမှာတွားတဲ့အခါမှာကျွန်တော်က ဘာလို့ဖြစ်လဲဆိုရင်အဲသွားတဲ့မြို့တွေမြို့တွေရဲ့ဒီဥဆောင်သူဒီပွဲစီစဉ်ကြတဲ့ဒီမြို့ကမိသားစုတွေပေါ့နော်ရပါရပဲမိသားစုတွေကျွန်တော်အများအားသူတို့အပုကတားလေးတစ်ခုလောက်တယ်အဲ့ဒါဘာလဲဆိုတော့အဲအဲ့ရဲ့အဲ့စတေးရဲ့နေဆရာအဲ့မြို့ရဲ့နေဆရာတွေကဒီကျွန်တော်ဒီကျွန်တော်ကြောင်းသားကြောင်းသူဒီညီငယ်ညီမငယ်တွေကျွန်တော်ဆုံချင်တယ်တွေ့ချင်တယ် ကိုအမကြီးအဲ့ဒါကိုတော့စီစဉ်ပေးပါဆိုပြီးအမြဲတမ်းကျွန်တော်တို့တို့ဟိုဟာပူဇော်ဖြစ်တယ်ပြီးတော့အဲ့ဒီစီစဉ်ကြတဲ့မိသားစုတွေအကိုမတွေကလည်းရအောင်စီစဉ်ပေးတယ်စီစဉ်ပေးတယ်ဆိုတော့သွားတဲ့မြို့တိုင်းမှာကျွန်တော်အဲ့အတွက်ကို အချိန်ပေးပြီးတော့စောသွားတယ်ရောက်အောင်တွေ့တယ်တွေ့တဲ့အခါမှာခေါ်တွေ့ရမှာဖွင့်တဲ့ကျွန်တော် live တွေ့ဖြစ်တယ်ဥမာ Florida လို့ဆိုရင်အဲ ပွဲကအော်လန်ဒိုမှာကျွန်တော်အဲ့ဒီဒါပေမဲ့အဲ့ဒီအော်လန်ဒိုကနေကျွန်တော်ဆော့သွားတယ်အဲ့ရန်နေကားနဲ့သွားပြီးတော့အဲဂိန်းစဖီလ်မှာအဲစုံနေပြီးရင်တခြားမြို့လေးမှာကျွန်တော်လိုက်တွေ့တယ်ပေါ့နော်အမြဲတမ်းတွေ့ဖြစ်တယ်အဲမယ်ရီလန်ကကြတော့အထိတ်ဆုံးလုတ်ခဲ့တယ်ပေါ့နော်မယ်ရီလန်ကကျွန်တော်မတွေ့ရသေးဘူးဒီကအညီညီမရင်တည်းအာနဲ့ဒီပွဲစီစဉ်ကြတဲ့အကိုအမတွေကိုလမ်းပြီးတော့ပူဇာပြီးတော့ကျွန်တော်မယ်ရီလန်မှာကြံနေတာအမြဲတမ်းတွေ့ဖြစ်တယ်ပေါ့နော်တွေ့ဖြစ်တယ်ဆိုတော့အာနဲ့ အခုမှနယူးယောက်ပွဲပြီးရတဲ့ကျွန်တော်အဲရအောင်လာပြီးတော့သူတို့နဲ့အခုမှတွေ့ပြတာတနက်မျိုးတွေအားလုံးအားလုံးကတော့အဲရောက်တဲ့နေရာမှာသူတို့နဲ့အမြဲတမ်းအချိန်ပြီးပြီးတော့တက်တက်ဆုံးပြတယ်အဲအားနဲ့ကျွန်တော်ဆုံးပြတာပေါ့နော်နောက်တစ်ခုကအဲဆုံရတဲ့ရည်ရွယ်ချက်အကြောင်းရင်းပေါ့နော်ရည်ရွယ်ချက်အကြောင်းရင်းကအဲသူတို့ရဲ့ဒီလက်ရှိဒီရောက်နေတဲ့ဒီနေရာရဲ့မှာကိုစီကိုစီခက်ခဲရရှိတာ နားလေတယ်အဲအဲ့ဒီဟာဒီကိုလည်း ဟိုဟာဓမ္မထားတယ်နားလေတယ်ပေါ့နော်ဒါအဲ့တော့အဲ့ဒါအပြင်အခုတို့ဒီအရွေကြီးကိုဘာဘလို့ရွေးကြမလဲဘလို့ရပြင်ဆင်ကြမလဲအဲကျွန်တော်မျက်နှာချင်းဆိုင်တွေတွေ့ပြီးတော့ကျွန်တော်လိုက်ဆွေးနွေးတာလိုက်ဆွေးနွေးတယ်အဓိကကသူတို့ပြောတာကိုနားထောင်တယ်ပြီးတော့သူတို့ဖြစ်စင်တဲ့ဆန္ဒတွေကိုမေးတယ်ပြီးရင်ကျွန်တော်အဲ့ဟာလေးတွေကိုကျွန်တော်သူတို့နဲ့အတူတူပူးပေါင်းပြီးတော့အလုပ်ဖော်ဆောင်တယ် ဟောဆောင်တယ်သူတို့မေးတယ်ဆွေးနွေးတယ်အဲကျွန်တော်တည်တလောက်တက်တလောက်စဉ်းစားမိတလောက်ဖြေတယ်ပြီးရင်အဲ့ဒါကိုကျွန်တော်ကအလုပ်ဖော်ဆောင်တယ်ပေါ့နော်အဲ့ဒီရွေးချယ်လေးနဲ့ကျွန်တော်လိုက်တွေ့ဖြစ်တယ်ပြီးတော့သူတို့နဲ့အသက်တူရွယ်တူပြပြနေရအနတ်မှာကိုစီကိုစီတောင်းထမ်းနေတဲ့ညီညီမတွေလည်းအများကြီးရှိရတယ်အများကြီးရှိတယ်ဆိုတော့အဲ့တော့အဲ့လိုမျိုးညီကိုရောင်းရင်းတွေအတွက်လည်းဒီအရေးတစ်ခုကို အတူတူရှိနေချောင်းနဲ့အမြဲတမ်းဒီပုံမှန်လည်း အဲစိတ်နဲ့ကိုယ်နဲ့ရတယ်လို့ယူနေပါတယ်ဆိုတာမျိုးလဲကျွန်တော်ကပေါ်ဆောင်ချင်တာရွေးချက်ပေါ့နော်အဲ့အတွက်ကျွန်တော်လိုက်တွေးပြတယ်လိုက်ဆွေးနွေးတယ်ဆွေးနွေးတယ်ပြီးတော့အဓိကဆွေးနွေးရဆိုရင်တော့မှကုဘကပြောရတဲ့ပြောတာကိုနားထောင်တယ်နားထောင်ပြီးတော့သူတို့လုပ်ချင်တာတွေအတူတူပေါ်ဆောင်တယ်ပေါ့နော်အားကြောင့်မို့လိုက်တွေးပြတာပါဗျာဟုတ်ဟုတ်ပါပါရှင်ဆိုတော့အကိုလူငယ်တွေနဲ့တွေ့ပြခဲ့တာမှာသူတို့ဘက်ကနေမှာကိုယ်ကိုမေးတယ်ဘယ်ကိုနေရှိလိမ့်မယ်သူတို့ဖြစ်ချင်တာတွေရှိလိမ့်မယ် အခုဘလို့အတန်နေများဆုံးကြားခဲ့ရပြီသူတို့ဘက်ကဘာတွေကိုသိကျင်စိတ်ဖြစ်ခဲ့တာများလဲရှင်အများဆုံးကြားရတဲ့အတန်ကဒီအရွေးကိုဒီထက်ပို့ပြီးတော့အားဆိုင်ပြီးတော့ရွေးချင်တယ်ဆိုတာရဲ့အဲနောက်တစ်ခုကကျွန်တော်တို့ဒီဒီပါအင်အားစုတွေမှာရလောက်တော့အားလုံးဝိုင်းဝန်းပြီးတော့လှုပ်နေစေလှုပ်စေဆိုပေမဲ့တချို့အဲအင်အားပိုင်းလေးတွေမှာညော့သွားတာဒီရှိတယ် အဲ့ဒါကိုကျွန်တော်တို့ဘလုတ်ကြီးအပြေချာပြီးတော့ပြန်များလာအောင်အဲအင်အားတွေထပ်ပြီးတော့ဟိုအရင်လိုဒီ27မှာအနာစသိင်္ဂါစအခြေအနေဒုံကလူမျိုးဖြစ်အောင် အထက်ပူဖြစ်အောင်ပေါ့နော်သူတို့ဒီမှာဖြစ်ခြင်းနဲ့အင်အားတွေကိုမရောခြင်းဘူးအတိုင်းပဲဆက်ရှိစေခြင်းနဲ့အဲပြီးတော့အရွေးကို ထပ်ပြီးတော့အတုံခွန်ဆိုင်လုပ်စင်ကြတဲ့ဆန္ဒတွေကအများဆုံးကြားရတယ်။ကြားတော့အဲ့ဒါတွေကိုကျွန်တော်ကဲ okay အကောင့်နဲ့ပေါ်ကြမယ်ဆိုပြီးတော့သူနဲ့တိုင်ပင်ပြီးတော့အလုပ်တွေတခြားလုပ်ဖြစ်တယ်ပေါ့နော်။လုပ်တဲ့အခါမှာကျွန်တော်ကတွေ့ပြီးရတယ်ကျွန်တော်ပြီးွားတာမျိုးကျွန်တော်မလုံးဝမလုပ်ဘူးသူတို့နဲ့အတူတူအခုနအမမြင်တဲ့အတိုင်းပဲကျွန်တော် group group လေးလုပ်တယ်ဒီဘတိုင်းမျိုးလည်းမတင် group လေးလုပ်တယ်သူလည်းအတူတူနေတယ်အဲနေပြီးရင်အဲတွေ့ဆုံနေဆိုတဲ့အခါမှာကျွန်တော်ကဟိုပါပေါ့နော်ဒီ တပတ်ခက်သေးကပဲပြောတဲ့တွေ့ဆုံပွဲတွေဆိုတာကျွန်တော်တို့နိုင်ငံမှာအယူဆွေးနေပြီလေနော်အဲ့တော့ကျွန်တော်တို့တော်လိုင်းကာလမှာတွေ့ဆုံနေဆိုတဲ့ဟာလည်းနှစ်ဖက်တော့ဖြစ်ရမှာလေနော်ကျွန်တော်တို့သွားမဲ့အနာဂတ်ကလည်းအဲ့ဒါဆိုတော့လေအဓိကကတော့နားထောင်နေအလုပ်ဖို့တယ်တွေ့ဆုံနေဆိုတဲ့ခါမှာကိုကြီးပြောတာမလုပ်ဘူးအတန်တန်ဆုံးကိုပြောတဲ့ဟာကို short ပြောပြီးတော့ပေါ့နော်ဟုတ်ဆိုတော့အကိုဒီမျိုးတွေမျိုးတွေမှာအကိုအကို group တွေလောက်ထားတယ်ပေါ့နော်အဲ့ဒီရနေတဆင့်မှာအကိုကဘယ်လိုအရွယ်ရည်ထိသွားဖို့ ရီမန်းထားရချက်ဒီကနေ့တစအဓိကနေကျွန်တော်ကသူနဲ့အတူတူရှိပေးနေခြင်းကဘယ်လောက်ထိကျွန်တော်ကယူရခြင်းလဲဆိုရင်အဲဒီရဲ့နိုင်ငံခြား life တွေမှာစိတ်ဝင်သွားပြီးတော့ရုံးခင်ရတဲ့ဟာတွေရှိရဘူးနားလေလေလက်ခံတယ်အဲ့ဒီကမှဘယ်လောက်အချိန်လေးပေးနိုင်လဲလူအားရောစိတ်အားရောဘယ်လောက်အချိန်လေးအသုံးချမလဲ ကျွန်တော်တို့ဒီအားလုံးအရေးပေါ့နော်ကျွန်တော်နိုင်ငံအနာကအားလုံးအရေးကိုအဲ့တော့အဲ့ဒီဟာကိုကျွန်တော်ရအောင်စုပြီးတော့မှဒီညီငယ်ညီမငယ်တွေရဲ့အတန်တစ်ခုပေါ့နော်အတန်တစ်ခုကိုကျွန်တော်ကရသလောက်လေးတကြအော်ချင်တယ်တကြဟစ်ချင်တယ်အော်ချင်ဟစ်ချင်တာလည်းမဟုတ်ဘဲနဲ့အဲ့အော်အော်ချင်ဟစ်ချင်ရဲ့နောက်မှာအလုပ်လည်းပါချင်တယ်ပေါ့အဲ့ဒီရွေးချယ်ပါနော်ဟုတ်ဟုတ်ကဲ့ပါရှင် ဆိုတော့ကိုဒီလူငယ်အဖွဲ့တွေနဲ့မြေပြင်ကအဲရဲဘော်တွေပဲဖြစ်ဖြစ်ပေါ့နော်မြေပြင်မှာလုပ်နေတခြားနယ်ပြင်မှာလုပ်နေတဲ့လူငယ်တွေနဲ့ပဲဖြစ်ဖြစ်အခုချိတ်ဆက်တွေ့ပေးဖို့အစီအစဉ်ရှိလာရှင်ဟုတ်အကောင်ကအအရေးကြီးဆုံးနေမှာပါတယ်အထိတ်ဆုံးနေမှာပါတယ်အစီအစဉ်လည်းရှိတယ်အပြင်လည်းပြင်ဆင်တယ်အလုပ်လည်းလုပ်ဖြစ်တယ်အအကောင်ကအရေးကြီးဆုံးပဲဟုတ်ကဲ့ဘာဖြစ်ဆိုအဲအဲ့ဒီဟာကဟာလို့မရဘူးပေါ့နော်ဟာလို့မရဘူးဆိုတော့ ဒါကတော့အမားတို့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲဒီဒွန်လိုင်း issue ကကျွန်တော်တို့ဒီညီငယ်ညီမငယ်ရှောင်းရင်းနေရဲ့အရွေးကထိတ်ဆုံးအရေးကြီးဆုံးနဲ့မှာပါလေအားကြောင့်မလဲဒီဒီလိုအရွေးတွေဖြစ်ဖြစ်တာမျိုးဆိုတော့လေအဲ့ဒါကအရင်ရည်ကြည့်တယ်အဲ့ဒါကဒွန်လိုင်းအောင်ဖို့တွေမဟုတ်ဘူးကျွန်တော်ပုံဖော်မဲ့အနာကအတွက်ပါရည်ကြည့်ရဟုတ်ပါပါ ဆိုတော့အဲ့မြေပြင်နဲ့ရှိတဲ့လူငယ်တွေနဲ့ဒီဘက်မှာရှိတဲ့လူငယ်တွေတွေ့ပြတဲ့ဟာကအခုစပြီးအကောင့်ထည့်ဖို့နေပေါ့နော်ပေါ်နေတဲ့အချိန်မှာအခုအမ်ဒီဘက်မြေပြင်ဘက်ကနေပြီးတော့ဒီဘက်ကလူငယ်တွေနဲ့ဘလိုမျိုးကိစ္စရက်တွေသူတို့အာညာဆုံးပြောကြဆွေးနွေးကြတာမျိုးလုပ်ကြလဲရှင်ဟုတ်အကောင့်တွေပေါ်ရနေမှာကျွန်တော်ဒီ limit လေးတစ်ခုနဲ့တော့စလုပ်နေပေါ့နော်အဲတေးချာချာကြီး လုံးဝအချိန်ကြီးပြီးပြီးတော့ဆိုတာထက်တခြားထိစက်မှုမျိုးလေးနဲ့ကောင်းတဲ့စာဖော်နေတယ်စာဖော်နေတယ်ဆိုတဲ့အခါမှာအဲကျွန်တော်ကတော့ဥမာဒီမှာကျောင်းလေးတစ်ခု college လေးတစ်ခုတက်နေတယ် university လေးတစ်ခုသူတက်နေတယ်အဲသူတက်နေတယ် major အပါလေအဲ accounting လား accounting ဆိုရင် okay ညီလေးညီမလေးကိုတက်နေတဲ့ပညာနဲ့အဲဒီညီမရဲ့ဘယ်နေရအကျမကြီးအဖွဲ့လေးအဲဘယ်နေရဲ့ဒီစစ်ချောင်းအဖွဲ့လေးမှာ ီဒီဘာဖန်ဆာရနဲ့ပတ်သက်ပြီးတော့ကိုတက်ထားတဲ့အကောင့်တွေနဲ့လန့်ကူလာမျိုးဒီကနေအချိန်ပြီးပြီးတော့အကောင့်တွေမိုင်းတွေကူပေးရမျိုးပြီးတော့တချို့ကျတော့ဒီမှာတက်နေတာ psychological ဟာကြီးရှိရလေအဲစိတ်စိတ်ပညာပိုင်းဆရာကြီးရှိတယ်ဆိုတော့အမပြီးသေးဘူးဆိုပေမဲ့သူတက်နေတဲ့ဟာနဲ့ပဲအဲမြင်မြင်ရတချို့အဖွဲ့လေးနဲ့တွေ့ပြီးတော့ဘာဘာဘာစကားပြောပြီးနားထောင်ပြီးကူထုံးလောက်တာမျိုးပေါ့เนาะကျွန်တော်အဲ့လိုမျိုးလေး ကိုအဓိကလုပ်ဖြစ်တယ်။ဘာလို့ဆိုဒီကိုဆိုင်ရဆိုင်ရပညာနဲ့ကိုဆိုင်ဆိုင်အတိတဲ့အရာနဲ့ထိတွေ့ဆက်ဆက်ပြီးတော့အလောလောတာမျိုးကပို့ပြီးတော့ကျွန်တော်ကတော့ထိရောက်မယ်လို့ယူဆပါပေါ့မှာဟုတ်ဟုတ်ကဲ့ပါရှင်ဆိုတော့ကိုဒီအကုနဲ့တွေ့ရတဲ့လူငယ်ပွဲတွေမှာလာတဲ့လူငယ်တွေလည်းရှိရယ်လာဖြစ်တဲ့ပြပရောက်လူငယ်တွေလည်းရှိရော့ သူတို့ဆိုလည်းဘာပြောဒီ interview ကနေတဆင့်အကိုလုံးမဲ့အစီအစဉ်တွေ့မှာပဲတွေ့တဲ့အခါကျသူတို့ပါဝင်ကြပါပဲဆိုတော့အဲ့လိုလူငယ်တွေအတွက်ကိုတော့အကိုကဘယ်လိုမျိုး message တင်စကားပါခြင်းလဲဟုတ်ပါခြင်းတဲ့ message ကတော့ကိုရောက်နေတဲ့နေရာရဲ့အဲအဲ့လိုမျိုးမြို့တော်၎င်း state တော်၎င်းပေါ့နော်နေရာရဲ့အဲမြို့တွေမြို့တွေမှာနေဆရာတွေမှာကျွန်တော်နဲ့ထိဆက်နေတဲ့ညီငယ်ညီမငယ်တွေရှိရပေါ့နော်အဲသူတို့နဲ့အထီးတွေ့လို့ပါအထီးဆက်လို့ပါ အဲမိဘများမှာပြီးတော့ကျွန်တော်တို့အတူတူပူပေါင်းပြီးတော့အရေးတစ်ခုလုပ်မယ်ပေါ့နော်အဲ့လိုမျိုးလေးတော့ကျွန်တော် message ပါခြင်းပါတယ်ဟုတ်ကဲ့ဆိုတော့ကိုအဲ့ဒါနဲ့ပတ်သက်ပြီးဟို online media platform တွေပေါ်မှာရော page ဖွင့်တာမျိုးပါမျိုးဆက်သွဲကိုတည့်ရတိုင်းနည်းနည်းကြဲပြန့်တော့အကုန်နဲ့ချိတ်ဆက်ပြီးတော့လုပ်နေရလူတွေကတည်တဲ့လူတွေရှိမယ်မတည်တဲ့လူတွေလည်းရှိမှာဆိုတော့ တော့တချို့တွေကတော်လိုင်းကတော်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 လေးကိုပါဝင်ခြင်းရတယ်ချိန်ဆက်မရှိကြဘဲနဲ့တချို့ဆိုမြန်မာအတန်းဝန်းနဲ့နည်းနည်းလှမ်းဝေးနေတာမျိုးရှိတော့အခုအသူတွေကိုလည်းပါလာအောင်ဟိုလူမှုကွန်ရက်ပလက်ဖောင်းတစ်ခုလိုမျိုးပဲဖြစ်ဖြစ်အဲ့လိုမျိုး channel တစ်ခုကိုလုပ်ဖို့အစီအစဉ်ရှိတာအဲအိုက်ကောင်ကတော်တော်ပြီးနေပြီအဲတော်တော်ပြီးနေပြီအဲဟုတ်အိုက်ကောင်လေးကအဲတော်တော်ပြီးနေပြီအဲရာခိုင်နှုန်းတော်တော်များများလည်းပြီးနေပြီပေါ့နော်ပို့ပြီးတော့အဲ့လိုမျိုးဟိုဟာလေးဖြစ်အောင် ပြင်ဆင်နေတယ်ကျွန်တော်ကူပေးနေတဲ့ဒီပညာရှင်ညီငယ်တချို့อ่ะပေါ့เนาะညီငယ်ညီမငယ်တချို့อ่ะပြင်ဆင်နေတယ်အဲအဲ့ဒီဟာလေးကမရသေးခင်စကြတော့ဒီလိုမျိုးလေးတွေတွေ့ရဆိုတာစုံနာမျိုးပေါ့เนาะအဲ့ဒါလေးရပြီဆိုရင်ကျွန်တော်ကခုနညီညီမငယ်ဒီအားလုံးပေါ့เนาะအားလုံးကိုကျွန်တော်အဲ့ထက်မှအကုန်စုထည့်လိုက်ပါစုထည့်ပြီးတော့သူတို့တွေရေဒီမြေနေရာအနှံ့ကဒီတောင်းထမ်းနေတဲ့ ညညမာရေကိုကျွန်တော်အထက်မှာအကုန်လုံးစုထည့်လိုက်ပါစုထည့်ပြီးအထက်မှာပဲကျွန်တော်ပြောကြဆိုကြတာမျိုးလုပ်မယ်ပေါ့နော်အဲ့ဒီ online platform လေးတစ်ခု app လေးတစ်ခုကတော့တော်တော်ပြီးနေပြီဒါပေမဲ့အစင်းသဖြစ်တော့မယ်ပေါ့နော်အဲလောလောဆယ်မဖြစ်သေးဘူးပြီးရတဲ့ကျွန်တော်အဲ့ဒီဟာလေးလုပ်မယ်အထက်မှာကျွန်တော်ပြောကြဆိုကြမယ်အဲတိုင်မကြမယ်ဆွေးနွေးကြမယ်အဲအယူအလုပ်တွေလုပ်ကြမယ်ပေါ့နော်အဲစီဝါလာခုနလိုမျိုးအဲဒီစိတ်ပိုင်းဆိုင်ရာကုသမှုကုတုံးမှုမျိုးတွေလိုလား အကောင့်နေမိုင်းဒီကူကမြအဲ့လိုမျိုးတွေကိုကျွန်တော်က link တွေကျွန်တော်လုပ်မယ်လောက်တော့အဲ့ဒါလေးကမကြခင်စတော့မယ်ဟုတ်ကဲ့ပါဟုတ်ဆိုတော့အဲ့မှာကိုကကိုပြောတာတော့လူငယ်တွေက target ပေါ့နော်ဆိုတော့တခြားဒီမှာတော်လိုင်းရေးစကြတဲ့ကပါဝင်ခဲ့တဲ့လူကြီးတွေလူလက်ပိုင်းတွေတက်လက်ပိုင်းတွေလည်းရှိတော့သူတို့ကအကူလုံးနဲ့ဒီအစီအစဉ်မှာပဲဖြစ်ဖြစ်အကူနဲ့တွဲဆောင်ဆွေးနွေးပိုင်းမှာပဲဖြစ်ဖြစ်ပါဝင်ကြင်ကြတယ်ဆိုရင်ရောဘယ်လိုမျိုးအကူဆက်သွားဖို့အစီအစဉ်ရှိလဲသူနဲ့ပတ်သက်ပြီးရော အအဓိကတော့နားထောင်ပြီးတော့အလုပ်ဖော်ဆောင်မဲ့လူမျိုးကြီးဆိုရင်တော့အကုန်လုံးကျွန်တော်ကတော့ welcome လုပ်ပြီးအတူတူသွားမှာပေါ့နော်အဲပြောမဲ့လူကြီးဆိုရင်တော့ကျွန်တော်ကတော့အပြော်ပဲပြောမဲ့လူကြီးဆိုရင်တော့ကျွန်တော်ဘူးဘူးရရှောင်းတယ်အဲ့တော့အဲ့လိုမျိုးတတ်မှတ်ထားတာမျိုးမရှိပါဘူးဘယ်လိုအရွယ်မျိုးတို့ဘာမျိုးတို့ဘယ်ကလေးအမတို့ဘယ်ဘာမတို့ဆိုတာဘာမှမရှိပါဘူးအဓိကတော့နားထောင်မဲ့အလုပ်ကိုဖော်ဆောင်မဲ့နားထောင်မဲ့အလုပ်ကိုဖော်ဆောင်မဲ့ဆိုရင်အကုန်လုံး welcome ပါ ဲ့ဒါကြီးလေအဲထိန်ချောင်းပြီးတော့အဲ့လိုမျိုးရံပေးကြမဲ့လူကြီးလည်းအများကြီးပါပါတယ်အဲဒီကျွန်တော်ဒီပါအရင်ခြားရရောပေါ့နော်တကယ်ကို smart ဖြစ်တဲ့ဟာရရောပေါ့နော်အဲ့လိုမျိုးဒီကုဘကပဲအပြောတသက်ပဲဝါနာပါတဲ့လူတွေဆိုတော့ကျွန်တော်တို့ဝုတ်ဝင်းဆောင်ဖြစ်တယ်သူတို့တော့မပါဘူးပေါ့ဟုတ်ကဲ့ပါကောဆိုတော့ဒီလိုမျိုးအရွေကြီးအအကိုစပြီးတော့လုတ်ဖြစ်တယ်ပေါ့နော်လုတ်ဖြစ်တာကမှတော်တော်လေးလေးခီးရောက်လာပြီး ဆိုတော့ဒီအရွေကြီးကဒီတော်လန်ရေးမှာဒီဘက်တိုက်ခိုက်နေတဲ့ရဲဘော်တွေလည်းအများကြီးရှိတော့ဆိုတော့အဲ့ရဲဘော်တွေရဲ့ဒီကုနာလို့ဟိုအခုကုနာပြောရဲ့စိတ်ပညာကစိတ်ပိုင်းဆိုင်ရာဘိုင်းတွေဆိုတော့အရေးပေါ်လေးစီကောပါပါမှာလားအဲပါမယ်ပါမယ်ကျွန်တော်အထူးကြအအထူးသဖြင့်ကျွန်တော်ဒီအဲထိခိုက်တံရရေးပေါ်လေးအဲခြေတော့လက်တစ်ခုခုပေါ့နော်ဆွန်လာရရေးပေါ်လေး အဲပြီးတော့နောက်တစ်ခုကကြတော့အဲဒီကိုရဲ့အရင်ချာတငယ်ချင်းဆုံဆုံသွားတဲ့ရေပေါ်လေးအဲကိုရဲ့မိသားစုဆုံဆုံသွားတဲ့ရေပေါ်လေးနောက်တစ်ခုကအဲကြာဆုံးဖြစ်သွားတဲ့ရေပေါ်လေးရဲ့မျိုးဆက်တွေဒီအခါလေးပါပါမယ်ဗျာကဲကိုကနဆက်ဆက်ချင်းဆက်ပြောရဲမှာလည်းပါတယ်ပေါ့နော်တော်လိုင်းရဲ့အခုက၄နှစ်ကျော်မနေ့တည်းကိုရောက်လာတဲ့အချိန်မှာခုနကိုပြောတယ်ဖန်နေမိုင်းမဲဖြစ်ဖြစ်ဟိုလူတွေရဲ့စိတ်ဝင်စားမှုပိုင်းမဲဖြစ်ဖြစ်ဒီနေ့မှာရှိရလူတွေကလည်းဒုက္ခတွေအများ ဖက်ဖက်ကပေါ့နော်တဘာဘေးရနေရအစစီပါရဲဆုံးအဆုံးဖြစ်လာတဲ့ခါကျတော့ပြည်ရင်းပြည်ပရဲ့အားကနည်းနည်းလျော့လာတယ်လို့ဖြစ်နေရဲ့ကိုအဲ့တော့အဲ့ဟာနဲ့ပတ်သက်ပြီးတော့အကောဒါအွေကြီးကပြည်ပလူငယ်တွေနဲ့အွေကြီးတခုပို့ဆောင်လဲလက်ရှိဒီအဲ့ဘိုင်းမှာကြလာတဲ့နဲ့ပတ်သက်ပြီးတော့အခုဘက်ကနေပြီးတော့ဘလိုမျိုးဒီဟာကိုဆက်ပြီးတော့ဘယ်လိုရမလဲ အားတင်းပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော်စိတ်ပါဝင်စားမှုပဲဖြစ်ဖြစ်ဘယ်လိုမျိုးဘယ်လိုမျိုး struggle အကိုကိုကိုတိုင်းပေါ့ဘယ်လိုဖြတ်တယ်လဲအဲ့ဒါမျိုးတများရီကိုလည်းဘယ်လိုမျိုးအကြံဉာဏ်ပေးခြင်းလဲရှင်ကျွန်တော်ကတော့အဲဘယ်လိုဖြတ်တန်းလဲဆိုတော့ကျွန်တော်ကတော့ဒီကိုကိုကိုမြင်အောင်ပဲကြည့်ပြီးတော့ဖြတ်တန်းဖြစ်တယ်အဲဒါကတော့ sharing လောက်တာပေါ့နော်အဲမျှဝေတာအဲ ဒီအသုံးတည့်ရယ်ဆိုရင်တော့ယူပါပေါ့နော်အသုံးမတည့်ရင်တော့မယူပါဘူးမယူပါနဲ့ပေါ့နော်ကျွန်တော်ကတော့ခုခုကိုမြင်အောင်ကြည့်ပြီးတော့ပဲကျွန်တော်ဖြတ်သန်းဖြစ်တယ်အဲဖြတ်သန်းတဲ့အခါမှာကျွန်တော်ဘယ်ဟာလေးကိုအဓိကတည်လဲဆိုရင်အဲခေါင်းစဉ်လေးနှစ်ခုအဓိကတည်တယ်ခေါင်းစဉ်လေးနှစ်ခုကဘာလဲဆိုတော့ငါနဲ့ငါတို့နဲ့ပေါ့နော်ကျွန်တော်ရောက်တဲ့နေရာမှာလည်းအများကြီးပြောဖြစ်တယ်ကျွန်တော်ရဲ့ဖြတ်ဖြတ်သန်းပုံပေါ့နော်အဲငါနဲ့ငါတို့ဆိုတာကဘာလဲဆိုတော့ဒီကျွန်တော်ကဒါ ငါတို့အရေးလုံနေတာလေငါတို့အားလုံးအနာကကိစ္စကိုလုံနေရတယ်အဲဒီမှာတောင်ပေါ်တောင်အကုန်ပါတယ်အဲလူမျိုးစုံဘာသာစုံအကုန်ပါတယ်လေအဲဒီအကုန်ပါတဲ့ငါတို့အရေးကိုလုံနေတာပေါ့နော်အဲဒီလုံနေတဲ့အခါမှာငါ့ကိုကျွန်တော်လုံးဝမရှိအောင်အတက်နိုင်ဆုံးကျွန်တော်ဖျောက်တယ်ဘာလို့လဲဆိုတော့အဲငါနဲ့ငါတို့ကျွန်တော်ကိုယ့်ကိုအများအားခွဲမြင်တယ်ခွဲမြင်ပြီးမှကျွန်တော်ဒီအလုပ်တွေကိုလုပ်ဖြစ်တယ်လုပ်တဲ့အခါမှာလည်းအရန်အဲဒီစိတ်ကျင်းအားရမှုရတယ်ဘာလို့လဲဆိုတော့ ငါဆိုတာကကြတော့ဒီကိုတယောက်ထဲရဲ့ဘဝကိုတယောက်ထဲရဲ့အကျိုးစီးပွားကိုတယောက်ထဲနဲ့ပဲဆိုင်တဲ့တို့ကြမှုအောင်မြင်မှုဒီပန်းတိုင်းနေနဲ့ပတ်သက်ရောကျွန်တော်ငါ့ကိုကျွန်တော်ကအဓိကလုပ်တယ်ဥမာအဲဒီဒီဂီတာကောင်းစင်နဲ့ပတ်သက်ရင် creation ဘိုင်းနဲ့ပတ်သက်ရင်အဲငါ့ကိုကျွန်တော်ကလောပါကြည့်တယ်အဲအဲမာနာလည်းကြည့်တယ်အတားလည်းကြည့်တယ် အဲ့ဒါကိုတယောက်တည်းနဲ့ဆိုင်တဲ့ကိုအကျိုးစီးပွားနဲ့ဆိုင်တဲ့အရာတွေကိုအဲ့ဒါနဲ့ပတ်သက်ရင်ကျွန်တော်ငါ့ကိုလုံးဝမလျှော့ဘူးအာငါတီးဖို့လိုနေသေးတယ်ငါအများကြီးလေ့လာရအောင်မယ်ဒီကိစ္စတွေငါတီးမှဖြစ်မယ်ငါတီးမှငါဖန်တီးနိုင်မယ်အဲအဲ့လိုမျိုးအဲ့တော့အဲ့ငါအဲ့လိုမျိုးလိုက်ရှာမယ်လေ့လာမယ်သင်ယူမယ်အဲ့လိုမျိုးငါတွေပေါ့နော်ဒါကတော့ကိုတယောက်တည်းနဲ့ဆိုင်တဲ့ကိစ္စမှာငါ့ကိုသုံးတယ်ခုနဒီဒေါ်လာရေးရွေးနိုင်ငံအနာကက်အများနဲ့ဆိုင်တဲ့ကိစ္စတွေမှာကျွန်တော်ငါတို့ ကိုပဲကျွန်တော်အဓိကထားတယ်အဲဘာဖြစ်လို့လဲဆိုတော့အဲ့ငါတို့မှာငါရောနေကျွန်တော်တို့ online မှာပြဿနာရှိရယ်ဖြစ်တဲ့ပြဿနာအလုံးကအဲ့ငါတွေတင်ကြလို့ပြဿနာဖြစ်ကြတာပဲမှာပဲဖြစ်ရပါတော့တကယ်လို့ဒါ online ပေါ်မှာတက်စာရှိတယ်ယူသားတယ်ပြုစင်တယ်တီလာလုံတယ်ငါပါပဲဖြစ်ရငါတို့နဲ့ပဲဆိုင်တယ်ငါတို့အရေးငါတို့လောက်ကြမယ်နောက်ပြေဆုံးအရေးကြီးတာအစားငါတို့အားလုံးအတူတူအရေးကြီးကြတာ အဲ့ဒီနေရာမှာငါဆိုရင်တော်တည်းဘောငါလုပ်တဲ့အလုပ်ကတော်တော်အရေးကြီးလို့ဆိုတော့ဒါတော့ပါလိုက်ပြဿနာရှိတယ်။အဲ့တော့အဲ့လိုမျိုးပြဿနာဖြစ်တဲ့ဟာကအကုန်လုံးကလည်းငါနဲ့ငါတို့ရောနေကြလို့ပြဿနာဖြစ်တာပေါ့နော်ကျွန်တော်အဲ့တော့အဲ့လိုမျိုးပဲမြင်တယ်။အဲ့တော့အဲ့ဒီခုကျွန်တော်ခွဲတယ်။ခွဲပြီးတော့ကျွန်တော်ရှေ့ဆက်ဖြစ်တယ်။ဒီအများနဲ့ဆိုင်တဲ့ဟာနိုင်ငံအနာဂတ်နဲ့ဆိုင်တဲ့ဟာအားလုံးအရေးနဲ့ဆိုင်တဲ့ဟာဒီငါတို့ပဲငါတို့ပေါ်မှာပဲအခြေခံပြီးကျွန်တော်သွားဖြစ်တယ်။ အဲငါဆိုတာအကုန်လုံးကျွန်တော်နင်းချေထားတယ်ပေါ့နော်အဲကိုတရားတစ်နဲ့ဆိုင်တဲ့အကျူရလည်းနဲ့ပသက်တဲ့ဟာဆိုရင်တော့ငါကိုလှုပ်ဖြစ်တယ်ပေါ့နော်ဒါတော့ကျွန်တော်ဒီမတားဖြတ်တမ်းပြီးတော့ကျွန်တော်သွားပြနေတဲ့ဟာလေးပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ကဒီတော်လန်ရေးဟာအဲလူငယ်တွေအများကြီးရဲ့အသက်တွေဘဝတွေပေါ့နော်လူပေါင်းများစွာအခုလက်ရှိမှာဆိုလဲမနက်ငယ်မှာဒီစစ်ဘေးရှောင်ရိုင်းပြည်သူရေအတွက်ကိုယ့်အိမ်မှာကုမ္ပဏီနိုင်တဲ့အရေးတော့ကအရန်ဝများနေရဲ့ ချိန်မှာအဲ့အချိန်မှာပဲတပြိုင်နက်တည်းရထားတဲ့နေရာတွေကလည်းပြန်ပေးနေရတာလည်းရှိတယ်။ပြန်ပေးရတာလည်းရှိတယ်ဆိုတော့ကျမတို့ကအများကြီးအဖက်ဖက်ကနေကြုံကြုံတွေ့နေရတာရှိတယ်။အဲ့တော့ငါနဲ့ငါတို့ဟိုရောထွေးသွားပြီးတော့ဟိုပฏิပခရဖြစ်နေရပိုင်းတွေမှာနောက်ပိုင်းတွေမှာအခုပြောသလိုပေါ့နော်။ပို့ပို့ပြီးတော့အဲ့ဒါရန်ညာညာလာတာမျိုးတွေဖြစ်လာတာဟာ တော်လန်ရေးကိုအရွေးကိုနှေးသွားစေရလို့အခုအနေနဲ့မြင်သလားဒါပေါ့ဒီလိုမျိုးပေါ့နော်ဟိုဆိုပြည်တွင်းမှာပဲជីជីပြည်ပမှာပဲជីជីပေါ့နော်ဒီဘယ်လိုပဲဖြစ်ဖြစ်ပတ်စံရှာတဲ့ဘိုင်းမှာပဲဖြစ်ဖြစ်ပေါ့နော်တော်လန်ရေးမှာလောက်တဲ့လူတွေဘိုင်းမှာပဲဖြစ်ဖြစ်ပြဿနာတွေများစွာကတက်နေတာပေါ့နော်တက်နေတာဟာဒီမောင်လို့ခုလိုဒီလိုရေးနှစ်ကျော်ငါးနှစ်ရောက်လာတဲ့ကာလမှာဒီဟိုင်းနဲ့ပတ်သက်ပြီးတော့အကုန်ဝေဖန် ပြောကြပြပါအမ်ဒေပြောရမယ်ဆိုရင်တော့အများကြီးပေါ့နော်အဲ့ဒါအရန်ကျေပြင်းတာဟုတ်ကျေကျေပြင်းတော့အများကြီးဆိုရင်မဲ့အတူချုံမဲ့အတူချုံလေးပဲပြောရမယ်ဆိုရင်ဥမာအမ်ကျွန်တော်ကျွန်တော်ဒါတော်လိုင်းကာလာဖြစ်တယ်လीเนาะတော်လိုင်းကာလာဖြစ်တယ်ပြီးတော့ကျွန်တော်ဒီတော်လိုင်းရဒီ report ကပြီးမှာမဟုတ်ဘူးလေဒီအမှတ်တွေနဲ့ report ကပြီးမှာမဟုတ်ဘူးလေဒီအကောင့်တူပါတယ်မပါဘူးပြီးမှာမဟုတ်ဘူးလေ အဲပြီးတော့နောက်တစ်ခုကဒီလူလူနဲ့အတူရှိလိုက်တယ်တော်လိုင်းမှာပါဝင်တယ်ဆိုလိုက်ပါပါဝင်ခဲလိုက်တယ်ဆိုတဲ့ဟာကပါဝင်နေတယ်ဆိုတဲ့ဟာကကျွန်တော်ကကျွန်တော်မြဲပြောပါတယ်ဒါသက်သက်လုံးဖြူစင်ကြောင်းလက်မှတ်ထုတ်တာမဟုတ်ဘူးတော်လိုင်းလုတ်တယ်ဆိုတာပြီးတော့ပြီးတော့ကျွန်တော်လုံနေတဲ့ဟာဟာမှာကျွန်တော်ကဒီအထူးသဖြင့်တစ္ဆာရှိမှုဒီလာလုံဖို့အဲ့ဒါဒီအရင်ရေးကြည့်တာမျိုးပေါ့နော်အဲဥပမာပြောရမယ်ဆိုရင် ဒီစေကန်းဆောင်ပိုင်းရဲ့ထိတ်ဆုံးလူနဲ့ဒုတိယလူတွေကိုအဲ့လိုမျိုးအကြီးပိုင်းတွေကိုတော့နာမည်ကြီးတွေတက်ပြီးတော့ကို သူတို့ကစေကြဆိုကြတဲ့ကံကွယ်နိုင်တယ်ဒို့ပေမဲ့အဲ့လိုမျိုးဆဲနိုင်ဆိုနိုင်တာနဲ့ပဲတော်လိုက်မဟုတ်သေးဘူးဒါပေမဲ့အဲ့လူကိုနိုင်ကလည်းအဲ့လူဒါဆဲတော်လဲဒီအနာရှင်ရန်နေရာကိုတမျိုးတစ်ပုံစိတ်ပိုင်းဆိုင်ရာဒီရဝတ္ထုပိုင်းဆိုင်ရာအဲစီဝါရေးပိုင်းဆိုင်ရာတခုခုနဲ့ထောက်ပံ့ ပေးနေတဲ့လူတွေတော့သူတို့မဆေးရဲဘူးဘာလို့ဆိုတော့ဒါအတူစီပါဆက်နေမှုရရှိရဲရှိတော့အဲ့တော့သူတို့ကအဲကျွန်တော်ကဘိုက်ကိုကဆာကျွန်တော်တေးချလောက်ပါမှာတေးလားဟိုထိတ်ဆုံးလူတွေကိုပဲဆဲနေတာပဲတော်လိုက်မဟုတ်ဘူးလေအဲ့တော့အဲ့အနဲ့ထိဆက်နေတဲ့ဒီရန်ညာကြီးနဲ့ထိဆက်နေတဲ့လူတွေကဆာကျွန်တော်ကဘိုက်ကိုတွေတေးချလောက်ဖို့လိုတယ်ဆိုရှယ်ပါနက်စ်မန်တွေတေးချလောက်ဖို့လိုတယ်ဒါပေမဲ့ကိုအခြေစီပါဆက်နေမှုနဲ့အဲကိုအထီးထွေးဆက်နေမှုလေးတွေကို ကြည်ပြီးတော့တချို့ဒါလေးရတော့ထားလိုက်ပါဆိုပြီးတော့သူတို့တချို့ကမလုံနိုင်ကြဘူး။ဘာကြောမလုံနိုင်ကြဘူး။ဒါပေမဲ့အဲသူ့ကိုကြည့်လိုက်နှလုံးသားရဲ့လူကြားတွေရောလူမြင်ကွင်းရောခြေရောနောက်ရောအာဒါဒီဒီအထေဆုံးလူတွေကိုနံပါတ်ကြီးတွေတက်ပြီးတော့ဆဲဆိုပြီးတော်လန်နေတဲ့လူပဲ။ဒါပေမဲ့အစစ်စစ်ဘာဆက်နေမှုနဲ့ပတ်သက်ရင်ကြတော့ဘာကြောမလုံရဲဘူး။အဲ့ဒါလေးတွေကအရင်ဒီအရေးကိုအနှုတ်လက္ခဏာဆောင်စီတယ် ကျွန်တော်တို့ကအဲဒီပပပတတာကိုဟိုဘက်ဒီဘက်ရှိမှကိုရမှာကိုလူတို့မျိုးမလူတို့မျိုးကျွန်တော်ကလုံးလို့မရဘူးကျွန်တော်တွားနေတဲ့ဟာမှန်တိုင်းလေးမာမရမယ်ပြီးတော့ကိုကိုရေးချက်မဲ့ကိုအနာကက်ပဲစီကားကိုထင်းထင်းလင်းလင်းမြင်နေဖို့လိုတယ်ပေါ့နော်အဲအဲ့လိုမျိုးမဟုတ်ဘူးဆိုရင်ဒီဂျားတွေထဲမှာလည်းကျွန်တော်တင်တယ်ဟဲ့ ဟိုအဲ့လိုမျိုး conflict လေးလည်းရှိမယ်ထင်တယ်။ရှိမယ်ဆိုတော့အဲတနွားတော့တနေ့တလောက်တော့ပြောတယ်အဲလှုပ်ရှင်းမလှုပ်ရှင်းရတော့ကိုကိုစီကိုစီရဲ့ညာရင်ဖွံ့ဖြိုးမှုနဲ့ပဲဆိုင်တာပေါ့နော်။ဒါပေမဲ့ကိုကတော့အထက်လုံးဝမပါအောင်နေတယ်။ကျွန်တော်လုံးဝ no ဘိုက်ကောလာဘလိုပဲရှင်းနေရှင်းနေဘလိုပဲဖြစ်ဖြစ်ဘလိုပဲရှိရှိဘိုက်ကောဆိုဘိုက်ကောပဲ။ဒါပေမဲ့ကျွန်တော်မှဘိုက်ကောမဲ့အကြောင်းရှိရမယ်။ ကိုယ့်ရဲ့ person နဲ့အညွန်းနဲ့ buy ကလုံးလို့မရဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ပြည်တွင်းမှာလည်းအဲဒီအနာရှင်ရန်နေရရဲ့ဒါမှုထားတဲ့အရေးကြီးအောက်မှာနေနေကြရတာပေါ့နော်။ခက်ခဲတွေများစွာအဲစီးပွားရေးကြက်တဲမှုတွေရောတခြားအနာဂတ်တွေပျောက်နေတာရောအများကြီးအောက်မှာစဉ်းစားနေကြတဲ့လူတွေလည်းအများကြီးရှိတယ်။ရှိတဲ့အခါမှာကျွန်တော်ကကိုယ့်ရဲ့ person နဲ့အညူတင်နဲ့ဘိုက်ကော့လောက်တာမျိုးတွေလောက်လို့မရဘူး။ကျွန်တော်က အကြောင်းရင်းရှိရမယ်။ဘာကြောင့်မဝိုက်ခွဲလုပ်တယ်ဆိုတာပေါ့နော်။လောက်ရမယ်ဆိုတာပြီးတော့နောက်တစ်ခုကဒီကျွန်တော်တို့ဒီရဘော်ရဘက်ဒီတော်လိုင်းအင်အားစုတွေဒီမြို့ပြပေါ်တွေပေါ်ရောက်လာတဲ့အချိန်ကြောင်အချိန်ကိုစောင့်နေတဲ့ရဘော်ရဘက်တွေကမြို့ပြတွေမှာလည်းအများကြီးရှိတယ်။အဲ့ဒီဟာတွေကိုကျွန်တော်တို့ကရန်သူသွားလို့လို့မရဘူး။ကိုရပါစင်းတဲ့ညူတီးနေပေါ့နော်အဲ့တော့အဲကျွန်တော်ကတော့ဂီတာသမားဆိုတော့ဂီတာကောင်းစင်တယ်ပဲကျွန်တော်ဥမာလေးပြောရမယ်ဆိုရင်အဲဒီ အနာရှင်ရန်တရားကိုစိတ်ပိုင်းဆိုင်ရာကိုယ်ပိုင်းဆိုင်ရာအထောက်ပံ့တာမျိုးမလုပ်နဲ့ပြီးတော့လူလူတော်လိုင်းရမစော်ခါနဲ့အဲ့ဒါကမလုပ်ရင်ကျွန်တော်ရတယ်ကျွန်တော်ဘာကမလုပ်သူတို့အဲဒီခက်ခဲမှုရလိုအပ်ချက်ရအဲဘာအဲစွာရရှိတယ်ဘာပွဲညာပွဲလေးရှိတယ်အဲ့တော့ တဲ့အဲ့လိုဆိုဆိုလို့ဆိုပြီးဆိုတဲ့လူတိုင်းကိုလည်းကျွန်တော်ဘာကိုလုပ်လို့မရဘူးလေဟုတ်ဆိုကျွန်တော်တို့အဲကျွန်တော်အများအားကိုယ့်ကိုယ်နဲ့နိုင်တယ်ကဲကျွန်တော်ဒီလိုမျိုးအရွေးထဲမှာပါမလာဘူးပြည်တွင်းထဲမှာပဲနေပြီးတော့လက်မှတ်တွေထိုးအဲညီနိုင်ပူပေါင်းပြီးတော့နေပြီးတော့ကျွန်တော်ပြည်တွင်းထဲမှာပဲကြံခဲ့ပါပြီရဲ့ကျွန်တော်ခုချိန်မှာဘာလုပ်နေမလဲခက်ခဲပြီဆိုရင်အဲအဲ့လိုအဲ့လိုမျိုးလည်းကျွန်တော်တွေးရတာဟုတ်တွေးတော့အဲသူတို့တွေကလည်း ခုနကကျွန်တော်ပြောတဲ့နှစ်ချက်ပေါ့နော်ဒီအနာရှင်ရန်နေရာကိုစိတ်ပိုင်းဆိုင်ရာကိုပိုင်းဆိုင်ရာထားပါနာမျိုးမလုပ်မလုပ်ဘူးကျွန်တော်တော်လန်လူတို့တော်လန်ရေးကိုစော်ကားတာမျိုးမလုပ်ဘူးဆိုရင်ကျွန်တော်ဘာကမလုပ်တော်လန်လူတို့စော်ကားရဲဆိုတဲ့အခါမှာအကုန်လုံးပါတာပေါ့နော်ဒီပုံမှန် life မှာတော့မှဒီသမင်းနဲ့မှယုံမရှိတဲ့ဝန်ထမ်းတွေ CRM ကောင်းစင်နဲ့ပါလာတဲ့လူတွေအများကြီးရှိတယ်ပြီးရင် နိုင်ငံအနှက်အချင်းထောင်တည်တည်မှာရောက်နေတဲ့ကျွန်တော်နိုင်ငံရေးချင်းသားရေဘော်ရေဘမိသားစုလည်းအများကြီးရှိတယ်။ပြီးရင်လင်းနှစ်ကျော်ကာလအတွင်းမှာကြဆုံးသွားတဲ့ကျွန်တော်တို့ညီကောင်မောင်နှမမိသားစုအများကြီးရှိတယ်။သူတို့လာမစော်ကားနဲ့သူတို့စော်ကားတာကျွန်တော်ဒီဒေါ်လိုင်းကိုစော်ကားတာကျွန်တော်ဒီပုံဖော်နေတဲ့နာကဲကိုစော်ရတာအဲ့ဒါမလုံးနဲ့အနာစင်ရန်ရကိုလူအားစိတ်အားမမထပ်ပါနဲ့ထပ်ဘူးလည်းမလုံးနဲ့ အန်ကုမစလုံးရတယ်ကျွန်တော်ကတော့ဒါတော့ကျွန်တော်ရဲ့သွားတဲ့ဟာပေါ့နော်အဲ့ဒီပုံမှာပဲကြည့်ပြီးတော့ကျွန်တော် vibe ကောက်လုပ်တယ်ဘာအကုန်လုံးအဲဘဟိုဟာပေါ့ဟာဟူကောင်တော့2016တုန်းကဘာဖြစ်ခဲ့လို့2016လောက်ကဘာဖြစ်ခဲ့လို့ဟာ2000လောက်ကဘလို့ညှိထားလို့ဆိုတော့ကျွန်တော်ဥပစင်နဲ့ယူရတော့ vibe ကောက်လုပ်လို့တော့မရဘူးဘာဖြစ်လဲဆိုတော့ဒီဒီရောင်းရင်းနေဒီနေပြည်တော်အနန္တကဒီကောမောင်မရေဝရပက်ဒီမြို့ပေါ်အလာကိုစောင့်နေတဲ့ရေဝရပက်ဒီမြို့ပေါ်မှာအများကြီးရှိပါတယ် ကျွန်တော်ရှင်းကြည့်ပါတယ်အားလည်းဟုတ်ကဲ့ပါရှင်ဆိုတော့စက္ကစဘက်ကနေဒီတို့ဘက်မှာရှိတဲ့ဒီအနုပညာပေါ့နော်ဆိုဆိုဝိုင်းမဲ့ဒီအနုပညာဝိုင်းမဲ့ပါမယ်ဆိုရင်ရုပ်ရှင်ဘက်ပိုင်းပဲဖြစ်ဖြစ်ဒီဘက်ပိုင်းမျိုးစင်တို့ကအဲ့ဘက်ပိုင်းတွေငွေကြေးတွေစိုက်ထုတ်ပြီးတော့အရန်ကိုပို့ပြီးတော့အာအားပေးတဲ့သဘောအားမြောက်တဲ့သဘောနဲ့ဇကားတို့တွေရုပ်ရှင်ဘက်ပိုင်းဆိုတဲ့ဇကားတွေပိုင်းထွက်လာတာမျိုးဘက်ပိုင်းအရန်အားကောင်းနေ ဒါမျိုးတွေလည်းတွေ့ရတယ်။ကျမတို့ဒီဘက်ပိုင်းမှာကျတော့တည့်ရတဲ့ပုံတော့ဒီဘက်ကိုရောက်သွားတဲ့အနုပညာရှင်တွေအစိုးရဘက်မှာရောက်ရှင်ဆိုတော့ဘဝရတည်ရပိုင်းတွေလည်းရှိပြီးတော့ဘာမှအရင်မလုပ်နိုင်တာလည်းရှိတော့ဟိုဘက်ကရုပ်ဒီနုပညာနဲ့တော်လန်ရေးကိုပုံဖြတ်နေတဲ့ဟိုဒီဘက်ကိုစိတ်ဝင်စားတော့ပဲပေါ့နော်။အဲ့ဘက်ပိုင်းကိုပဲပို့ပြီးတော့လူတို့က ကြည့်နေအောင်အားလုံးက normalize ဖြစ်နေတဲ့ပုံစံမျိုးဖြစ်နေအောင်စက္ကစားဘက်ကရဲရဲရှိရှိနဲ့ပုံဖော်နေရရှိတော့အဲ့ဘဲဘပိုင်းမှာပါဝင်နေတဲ့လူတွေနဲ့ပတ်သက်ပြီးတော့အခုဘယ်လိုပြောပြောချင်လဲအဲ့ဒါခုနကျွန်တော်ဖြေတဲ့ဟာကိုပြန်ကောက်အောင်ပါပေါ့နော်ဒီကျွန်တော်အနုပညာဆိုင်ဝင်စားမှုဆိုတာလည်းအဲဒီဒီဟိုဟာပေါ့နော်ဒီငွေကြေးထောက်ပံ့မှုပေါ်မှာမိခိုးနေတာမှမဟုတ်တာလीနော် ပြီးရင်အဲဒီအဲ့အနုပညာဇာဝင်စားမှုပေါ်မှာအဲ့အနုပညာသမားလို့ပြောတဲ့လူကိုယ်တိုင်ကဘလောက်တက်ဝင်ယုံကြည်တာလဲဒီအဲ့ရဲ့အနုပညာဝိညာဉ်အလားတရားကို तू ဘလောက်ထိမြင်ดูတာလဲအဲ့ဟာပေါ်မှာ အရန်กว่าပါတယ်တဲဘာပဲတဲအဲ့ဒါတွေကတော့အနုပညာထုတ်ကုန်တွေကို ကြည့်လိုက်ရင်လည်းမြင်ရပါတယ်ဒါဆိုတော့အမ် အဲ့လိုမျိုးကြီးရတဲ့နဲ့အလုပ်တဲ့အမှုညာကြီးလည်းအများကြီးရှိပါတယ်။ဇကားတွေရောတခြင်းတွေရောပေါ့နော်။အများကြီးရှိရဆိုရအခါမှာအဲအချိန်မြွေးရှင်ထိုးကြည့်လို့ရတယ်။ကျွန်တော်အဲ့ဒါယုံကြည်တယ်။ကိုယ့်ပဲအချမ်းရဲ့ထွက်လာတဲ့ရုပ်ရှင်တွေအဲဇလန်းတူတွေလည်းအများကြီးရှိတယ်။အဲဇလန်းရှင်ကြီးလည်းအများကြီးရှိတယ်။ကျွန်တော်ဆိုလည်းဆက်ဆက်လက်ဆုံးနဲ့တကားနကားရိုက်ပြီးတော့တက်တလာမတ်တလာလုပ်ခဲ့တာလည်းရှိတယ်လို့သူများရိုက်တာကြီးလည်းအများကြီးပဲလေ။အဲ့ဒီဇကားကြီးနဲ့လည်းရှင်ချင်းလိုက်တီးတာပါတယ်မဟာဒီလား။ ပြီးရင်တခြင်းဘိုင်းဆိုရင်လည်းအဲ့တိုင်းပဲဒီတကယ်အမှုပညာဆိုင်ဝင်စားမှုမှာတက်ဝင်ယုံကြည်ပြီးတော့အဲ့ဒီအလားတရားကိုတန်ဖိုးထားပြီးတော့ဒီလားလုံးနဲ့လူတွေရဲ့အမှုပညာနဲ့ဒီဝိတိတရားပေါ်မှာအခြေခံပြီးတော့အကြောက်တရားနဲ့ရောဆက်ပြီးထွက်လာတဲ့လူပညာထုတ်ကုန်တွေကထုတ်ကုန်တွေကတထုတ်ကွာပါတယ်မှာ အဲ့ဒါတော့တိတာပါတယ်အဲ့ဒီဘိုင်းမှာကျွန်တော်တိတ်စိတ်မပူဘူးဘာလူတို့ကလည်းတိပါတယ်ဟုတ်ကဲ့ကိုဟိုလက်ရှိမှာစကားစားဘက်ကရွေးကောက်ပွဲလုပ်ဖို့ပြင်ဆင်နေပြီဆိုတော့ကျွန်တော်တို့ဘက်မှာလည်းအဲ့ပွဲတွေလည်းဆက်လုပ်နေတော့အဲ့ရွေးကောက်ပွဲကနေပြီးတော့တရားဝင်ဖြစ်ဖို့အတွက်စကားစားကြိုးပမ်းမှုဘိုင်းနဲ့ဟောအခုဘယ်လိုမျိုးသုံးသပ်ဖို့ပန်းစီသေးလဲကျွန်တော်ထင်တယ်အဲ့ဒါကတော့ကျွန်တော်ရှိနေတဲ့နေရာကျွန်တော် ိတလောက်အသိဉာဏ်နဲ့ဘာဝင်ပြောဆိုဖို့ဝေးပါတယ်မှာဘာဖြစ်လဲတက်တိနားလေတဲ့လူတွေဒါနဲ့ဒါရိုက်အချိုးကျပတ်သက်ပြီးတော့လုံဆောင်နေတဲ့လူကြီးတွေဖြစ်ရင်တော့ပိုပြည့်စုံပါပါဒါကြောင့်ကိုပြောတဲ့ဟာကလွယ်ချက်တွေနဲ့လွယ်ဝတာမျိုးဆိုရင်အဲ့လိုမျိုးတော်လိုင်းပေါ်လဲအနှုတ်ဆောင်ပါဆိုလို့လေဟုတ်